်မရှင်များအလုံးပဲမြင်ပါပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ထိတ်စီးသုံးလုံးပေါ့နော်ဤနှမျိုးကိုပြန်နေမြောက်တာမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်နောက်ထပ်ထိတ်စီး၅လုံးပေါ့နော်ဤနှမျိုးကိုလည်းပြန်နေမြောက်တာမှာဖြစ်ပါတယ်ကျွန်တော်ပြခဲ့တဲ့ပတ်မှာတိထိတ်စီးစွာလေးကိုပြန်လည်မြောက်တော့မှာပေါ့နော်။အရင်ဆုံးအနေနဲ့ကျွန်တော်ဒီဟာလေးကိုဆက်ပြီးလည်လာကြည့်အောင်ပါခင်ဗျာ။ ဒီ935 35ခွန်အတူတူပဲပေါ့နော်အဲ့မှာ935ဒီ9ထိပ်စီပေါ့နော်963ဆိုပြီးဖြစ်ပါတယ်အဲ့မှာတော့6နှစ်လေး68တုံညမှာကျွန်တော်6တလုံးပဲပေါ့နော်အဲ့ဒီ6ဒီ68ခွန်ဆိုပြီးဖြစ်ပါတယ်ထိပ်စီပေါ့နော်နိနိခွန်388 3တုံညကို35နှစ်39နှစ်နှစ်46 3နှစ်လေး85နှစ်865ပေါ့နော်36 6468696698အတင်တို့ဒီပြီးခဲ့တဲ့တပတ်မှာ9ရက်3ရက်တူတယ်ပေါ့နော်တော်တော်တူတီ345ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီထိတ်စီပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီနီးနံပါတ်2ကပြတ်သွားခဲ့တာဖြစ်ပါတယ်ဒီဒီတစ်တစ်ခုပဲပေါ့နော်ဒီ9တစ်တော့မှာတစ်ထိတ်စီတစ်ခုပဲ345ဆိုပြီးဖြစ်ပါတယ် တော့ကျွန်တော်ဒီမှာပုံတူရမှာကျွန်တော်တခုပြတ်သွားခဲ့တဲ့အတွက်ငါးသုံးထိပ်စီပြတ်သွားတယ်ဗောနော် okay နံပါတ်2နံပါတ်3ဗောနော်နံပါတ်3ကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဗောနော် okay ဒါကတော့နံပါတ်3ဖြစ်ပါတယ်ဒီလေးမှာတစ်ချိန်ပေါင်းနေဗောနော်လေးနဲ့6ပေါင်းတာက73ဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်းတာ၄တင်းနဲ့တစ်ပေါင်းတာ၄ဒီ6နဲ့ချိန်ပေါင်းတာ7ဖြစ်ပါတယ်ခင်ဗျာ အရှင်ကျွန်တော်လေးနဲ့လေးပေါင်းတာ၈နှစ်နဲ့ပေါင်းရင်၃၀ဖြစ်ပါတယ်၃နဲ့ဒီနှစ်နဲ့ပေါင်း၅ပါနော်၅ကို၆နဲ့ပေါင်းတာ၁၁တိကိုနှစ်ပေါင်းတာ၃၅တိ၃ထိပ်စီမှာဆိုလို့ရှိရင်တိထိပ်စီတိလေး၅ဖြစ်ပါတယ်ခင်ဗျာတိတိမှာဆိုရင်တိလေး၅ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီဟာလေးဖြစ်ပါတယ်၅တိ၃မှာတိလေး၅ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အရှင်ကျွန်တော်ဒီတစ်ပတ်မှာကျတော့ ဒီလိမ့်မှာတစ်ကြိမ်ယူထားတဲ့အတွက်ကြောင့်မို့ဒီငါးမှာတစ်ကြိမ်ထပ်ယူမယ်ပေါ့နော်လိမ့်နဲ့ကိုးနဲ့မှာဆိုရင်အတွက်ဒီ6ရက်နေ့ရမှာတစ်ကြိမ်စီဖြစ်ပါတယ်ခင်ဗျာနှစ်ကြိမ်ပြီးရင်ဒီမှာတစ်ကြိမ်စီသူ့ကိုနှစ်ကြိမ်ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာငါးကတစ်ကြိမ်ဖြစ်ပါတယ်6ရက်နေ့ရပေါင်းတာ6ဖြစ်ပါတယ်ခင်ဗျာ၄နှစ်ချိန်ပေါင်းတာ6 3ခုပေါင်းတာက7နှစ်နှစ်နှစ်ချိန်ပေါင်း6ပေါ့နော် အစွင်းရှိရဲ့နေ့ရပေါင်းတာတစ်စီဖြစ်ပါတယ်။9နဲ့10နဲ့ပေါင်းတာ73 3တို့ဒီ4နဲ့ပေါင်းရင်9နဲ့ဆိုတဲ့အတွက်ခွန်ကို6နဲ့ပေါင်းတာ73 3ကို2နဲ့ပေါင်းတာ9ခွန်3 9ထိပ်စီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။နေ့ရပါနော်နေ့ရဒီတစ်ပတ်မှာခွန်3 9ထိပ်စီဖြစ်ပါတယ်။ဒီနေ့နံပါတ်2ကတော့ပြီးခဲ့တဲ့ပတ်မှာတော့ပြတ်သွားခဲ့တယ်ပေါ့နော်။ဒီတစ်ပတ်မှာဆိုရင်2ကဒီ9ကိုတစ်ချိန်ပေါင်းတာပေါ့နော်။ ဒီ1နှစ်ချိန်ပေါင်းတာနေဖြစ်ပါတယ်နေ3ချိန်6 6နှစ်ပေါင်းတာက7နှစ်ဖြစ်ပါတယ်ခင်ဗျာ3နဲ့6ပေါင်းတာက7နှစ်ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်နေ3ချိန်ပေါင်းရှင်း6 6နဲ့5ပေါင်းတာ7ပဲရတယ်ပေါ့နော်တိတိကုံနေနဲ့ပေါင်းတာ3 3ကုံနေပေါင်းတာ5ဆိုတဲ့အတွက်တိ3 5ထိစီရတယ်ပေါ့နော်စရောဒီဘက်မှာလေတိတုံ၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာတိတုံ၅အဲဆိုရင်ကျွန်တော်ကျွန်တော်ဒီမှာ 3ခွန်3 9ထဲက3ထိပ်စီကပို့ပြီးအာတာတော့မယ်ပေါ့နော်ဒါဒီနေ့ရပါတော့ခွန်3 9ထိပ်စီဆိုပြီးရနေတာဖြစ်ပါတယ်โอเคဆက်ပြီးတော့ကျွန်တော်နေ5လုံးပေါ့နော်ကနေ5လုံးနေ2မျိုးကိုလည်းဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာโอเคဒီအလေးပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်နေ့နံပါတ်1ဒါကနေ့နံပါတ်2ကိုကျွန်တော်ဒီမှာပုံတူပြပေးထားတယ်ပေါ့နော် ဆိုတော့အဲ့မှာနိနံပါတ်၁က90နဲ့တ90နဲ့နဲ့23ကနေစမယ်ပေါ့နော်ပြင်ရှင်ဖြစ်ပါတယ်ဆိုတော့ရှစ်ကိုတုံညာတင်းနေထိစီရဲ့ကိုတုံညာတင်းနေတုံထိစီရမှာကိုတုံညာတင်းနေထိစီနေလုံးရတယ်ပေါ့နော်အဲ့မှာနိတုံညာကိုဆိုတဲ့အတွက်ကြောင့်မို့နိထိစီဖြစ်ပါတယ်ခင်ဗျာ6ခွန်8ကိုတုံည3956ခွန်မှာ6ရခွန်ရပဲတူတယ်ပေါ့နော်ခွန်ခွန်9ဆိုတဲ့အတွက်ကြောင့်မို့ဒီခွန်နှစ်ဒီထိစီဖြစ်ပါတယ် ဒီ6089ထက်က9ထိပ်စီ9333ဖြစ်ပါတယ်ခင်ဗျာဒီနေ့3လေးမှာကျတော့3ထိပ်စီ300ဖြစ်ပါတယ်9689မှာ69လေးဆိုပြီးတော့7ထိပ်စီဖြစ်ပါတယ်ခင်ဗျာဒီ59ထက်က9ထိပ်စီ963ဆိုပြီးဖြစ်ပါတယ်ဒီမှာတော့လေးလုံးပါเนาะ6089ထဲက689ဆိုပြီးတော့6ဒီထိပ်စီဖြစ်ပါတယ်ခင်ဗျာ။ ဒီမှာတော့ကျွန်တော်နှစ်3ထိပ်စီနှလုံးရတယ်ဗောနော်နှစ်နှစ်ခွန်ဆွေးပြီးဖြစ်ပါတယ်တင်းနှစ်3လေးမှာ3ထိပ်စီ3ရှစ်ရှစ်ဖြစ်ပါတယ်ခင်ဗျာ3ရှစ်ရှစ်ပြီးတော့ကျွန်တော်နှစ်3ထိပ်စီပဲထပ်ရတယ်3တုံညာကိုရှိပြီးတော့ဒီ3ထိပ်စီ3တုံညာကိုဖြစ်ပါတယ်ခင်ဗျာနှစ်3 5မှာတော့ကျွန်တော်3 5နှစ်ဆိုပြီးတော့3ထိပ်စီဖြစ်ပါတယ်9တုံညာ3နှစ်3အတူတူပဲဖြစ်နေတယ်ဗောနော်3 9နှစ်ဆိုပြီးတော့ 3ထိပ်စီပေါ့နော်။တင်းနှစ်ထိပ်စီမှာ2ထိပ်စီနင်းလင်းလျှောက်ဖြစ်ပါတယ်။ဒီမှာတော့3တလုံးပဲရှိတယ်ပေါ့နော်။ထိပ်စီက3 4 6 9တော့များတင်းနှစ်3ဆိုတော့ဒီမှာ3 3ဒီ3တလုံးတူတယ်။3ထိပ်စီဖြစ်ပါတယ်နော်။ဒီမှာတော့အတူတူပဲပေါ့နော်။9 6 9 8 9 9အလုံးဖြစ်ပါတယ်။8ထိပ်စီ8 9နေဖြစ်ပါတယ်။ဒီ9 8 9မှာတော့8ထိပ်စီ8 6 9ဖြစ်ပါတယ်ခင်ဗျာ။ ဒီနေ့တုံးလေးထိပ်စီမှာတော့ကျွန်တော်တုံးထိပ်စီပါနော်3 5 6ဆိုပြီးဖြစ်ပါတယ်နေ့တုံးလေး5 6မှာ6ထိပ်စီ6လေး6 8 9မှာ9ထိပ်စီ9ခွန်ရှင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ9ခွန်ရှင်ပြီးတော့6 9 6ပါနော် ဒီ2356689မြောက်မှာ6ထိပ်စီတလုံးထည့်ပေးပါเนาะ69ရှောက်စီပြီးဖြစ်ပါတယ်69တုံများတင်း6869တုံများမှာ69တုံများထိပ်စီတလုံးထည့်က6ထိပ်စီ69ရှိစုပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်ဒီမှာ1ထိပ်စီတလုံးပဲຢာတယ်ဗောနော1ထိပ်စီတလုံးထည့်ဆိုနီးကရှိတယ်တို့တို့ကျွန်တော်ကဒီတစ်တီလဲအဲလုံးဝမကြာသေးဘူးဗောနော်လုံးဝလည်းမကြာသေးဘူးအာနီထဲမှာလည်းပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်မတင်ပြလိုက်ရဘူးဗောနော် တီတီထိတ်စီကတင်းလင်းငါဆိုပြီးတော့ဒီတလုံးထဲတော့ထိတ်စီတီတီတင်းလင်းငါဖြစ်ပါတယ်။ Okay ဒီတစ်ပတ်မှာလည်းဆက်ပြီးတော့ Okay ဟုတ်မလားဗောနော်ကျွန်တော်ဒီအထောက်အကူရအောင်ဗောနော်ပြန်လည်ပြန်တော့မှာဖြစ်ပါတယ်။အဲအချိန်အဖြစ်သူက42ကြိမ်ထိရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ကျွန်တော်သူရဲ့နီးကိုဆက်ပြီးနေတာကြည့်မယ်ဗောနော်။နံပါတ်3နဲ့နံပါတ်2နဲ့နံပါတ်3ကိုဆက်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။ โอเคဒါလေးကတော့ကျွန်တော်နံပါတ်1ဖြစ်ပါတယ်ခင်ဗျာ၃ည6ဒီ၃ညကို9နဲ့ပေါင်းတာက9ရာတယ်ဗောနော်9နဲ့ကျင်ပေါင်းတာက18ဖြစ်ပါတယ်9နဲ့ကျင်30 35 3နဲ့ကျင်ပေါင်းတာ6 6နဲ့9ပေါင်းတာက17 8နဲ့ကျင်ပေါင်းတာက16ဖြစ်ပါတယ်6 3ကျင်ပေါင်းတာ18ကို3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ 9နဲ့ဒီ3နဲ့ပေါင်းရင်10ဖြစ်ပါတယ်9နဲ့6ပေါင်းတာ7 3နဲ့3ပေါင်းတာ2 2နဲ့8ပေါင်းရင်10ဒီမှာ7တလုံးကျန်နေပါတော့ဒါကြောင့်မို့8 9 3ည3နဲ့ထိရှိဖြစ်ပါတယ်ဒီမှာတော့7ထိရှိပါတော့7ထိရှိ8 9ရှိဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာပါတော့8 9 3နဲ့ထိရှိမှာ7ထိရှိ8 9ရှိဆိုပြီးဖြစ်ပါတယ် ဒီခွန်ရှိကုတုံညာတိစွာလေးကိုဆက်ပြီးလည်လာကြည့်အောင်ပါခင်ဗျာ။တုံညာကိုရှောင်းနေမြောက်တဲ့အတွက်ဒီတုံးကိုရှောင်းနေမြောက်မယ်ပေါ့နော်။ကိုးမှာဆိုတဲ့အတွက်ဒီကိုးမှာဖြစ်ပါတယ်။ကိုးနဲ့ချိန်ဆိုတဲ့အတွက်လေးမှာနဲ့ချိန်။ Okay ဒါဆိုရင်ကျွန်တော်ဆက်ပြီးလည်လာကြည့်အောင်ပါခင်ဗျာ။ 63ကြိမ်ပေါင်းလာက18ဖြစ်ပါတယ်ဒီ9ဝါတစ်ကြိမ်ပေါ့နော်63ကြိမ်ပေါင်းလာက12ဖြစ်ပါတယ်ဒီ9ဝါတစ်ကြိမ်နေ့နှစ်ကြိမ်လေးနေ့နဲ့3ပေါင်းရှင်းဒီ9နှစ်တင်းနှစ်ကြိမ်ပေါင်းရှင်းနှစ်3ညဒီပေါ့နော်ခွန်69 30ဖြစ်ပါတယ်ဒီ6နဲ့ဒီနေ့နဲ့ပေါင်းရင်30ဒီ9နဲ့9ပေါင်းတာ18ရာဒီအတွက်69တောင်ညတင်းနှစ်ထိစီဖြစ်ပါတယ် အဲ့မှာတော့ကျွန်တော်တင်းလေးငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာတိတ်ထိတ်စီတင်းလေးငါပေါ့နော် sorry ကျွန်တော်တို့ဒီမှာ၈၉တုံညာတင်းနေဒီမှာကျတော့ခွန်၈၉တုံညာတစ်ပေါ့နော်အဲ့မှာကျွန်တော်တခုကြံတော့ခေတာဖြစ်ပါတယ်ဒီငါ့ကိုနှစ်ချိန်ပေါ့အောင်မှာဒီကိုကိုနှစ်ချိန်ထပ်ပေါ့အောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ၈၉၄၃ချိန်စနစ်ကိုနှစ်ချိန်ပေါ့အောင်တာ၁၈ဖြစ်မိပေါ့နော်ခွန်၈၉၃၀ ရှင်းနဲ့နှစ်ပေါင်း30ရှင်းနဲ့9ပေါင်း79ဖြစ်ပါတယ်ခင်ဗျာအဆွေခွန်ရှင်း9တုံညာတည်ဖြစ်ပါတယ်ဗောနော်အဲ့မှာတော့တထိတ်စီတင်းတင်းငါဖြစ်ပါတယ်ဒီဟာဗောနော်အဆွေဒီတစ်ပတ်မှာဒီတို့ဒီ3ကို6နဲ့မြောက်တဲ့အတွက်ဒီ4ကို6နဲ့မြောက်မယ်ဗောနော် အလေ9မှာဆိုတဲ့အတွက်ဒီ4မှာတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာနှစ်ချိန်တစ်ချိန်နှစ်ချိန်ဗောနော်နှစ်ချိန်တစ်ချိန်နှစ်ချိန် တစ်ကြိမ်နှစ်ကြိမ်လောက်လာတဲ့အတွက်တစ်ကြိမ်နှစ်ကြိမ်ဒီမှာလေနှစ်ကြိမ်သူ့ကတော့သုံးနေမြောက်ပြီးတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ6424ပေါ့နော်နောက်ထပ်4ကတစ်ကြိမ်ဖြစ်ပါတယ်နောက်ထပ်ဒီတော့ဒီ6နှစ်ကြိမ်ပေါင်းတာစနစ်ဒီနေ့နဲ့ဒီနေ့နှစ်ကြိမ်ပေါင်းတာအလေးဆိုရတဲ့အလေးနဲ့နှစ်ပေါင်းရှင်းက6ဖြစ်ပါတယ်။၄နှစ်ကြိမ်8နှစ်နဲ့ပေါင်းရင်10ပေါ့နော်။ သုံးနှစ်ကြိမ်ပေါင်းရှင်း6 9 3ကြိမ်20နဲ့ခွန်တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ6နဲ့6ပေါင်းရှင်း30 6နဲ့6ပေါင်းရှင်း30ခွန်နဲ့တင်းပေါင်းတာရှင်းရတဲ့အတွက်ကြောင့်မို့ရှင်းကိုတုံညာတင်းနည်းစပြီးဖြစ်ပါတယ်ခင်ဗျာဒီနည်းအရပါနော်ရှင်းကိုတုံညာတင်းနည်းစပြီးဖြစ်ပါတယ်ရှင်းကိုတုံညာတင်းနည်းသိစီ ောက်ထပ်နည်းနံပါတ်2ကိုလည်းဆက်ပြီးနေတာကြည့်အောင်လားခင်ဗျာခေတ္တကတော့ကျွန်တော်နည်းနံပါတ်2ဖြစ်ပါတယ်။တုံညနဲ့ချိန်တုံည9ချိန်ပေါင်းတာ20နဲ့ခွန်9နဲ့10ပေါင်း36 9နဲ့3ပေါင်းတာက8 6နဲ့9ပေါင်းတာက19 10နဲ့ချိန်က8ခွန်9 35 9နဲ့ပေါင်းရင်40တုံညပဲရေးမြန်ပါနော်။ ခုံခုံပေါင်းတာ၁၄၊ရှောင်းနေပေါင်းရင်၂၈၊နှစ်ကြိမ်၁၆ရာတဲ့အတွက်ရှောင်းခုံ၈၉တုံညာဖြစ်ပါတယ်။အဲ့ဒီမှာတော့ချစ်ထိတ်စီ၈၉၈၀ဖြစ်ပါတယ်ခင်ဗျာ။ရှေ၈၉၈၀ဒီမှာပါနော်။ရှောင်းခုံ၈၉တုံညာမှာချစ်ထိတ်စီ၈၉၈ဖြစ်ပါတယ်။တင်းနေ၃၄၅ဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်။ဒီ၃ခုနဲ့ချိန်ပေါင်းမယ်ဒီ၉ကိုတုံးနေမြောက်တယ်ဗောနော်တစ်ချိန်တစ်ချိန်တစ်ချိန် ငါသုံးစရတဲ့သုံးနည်းအမြောက်ငါအပေါင်းငါအစွင်းသုံးနှစ်ချိန်ပေါင်းတာက6 9တုံးချိန်20နဲ့ခွန်8 85 94ပေါင်းရှင်9 3နဲ့2ပေါင်းရှင်ငါ1တနှစ်ချိန်ပေါင်းတာကနည်း6နှစ်ချိန်7နှစ်9 9 45 9နဲ့ပေါင်းရင်90ပေါ့နော်အစရင်ကျွန်တော်ဒီနှစ်နှစ်ပေါင်းတာလေး6နှစ်ပေါင်းရင် 30ဆိုပြီးဖြစ်ပါတယ်89ပေါင်းနာ16 6နာ5ပေါင်းနာ73ဆိုတဲ့အတွက်3035ဆိုပြီးဖြစ်ပါတယ်အဲ့မှာတော့ DTC 305ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ဒီ DTC 305ပေါ့နော်ဒီမှာ3035မှာ DTC 305ဖြစ်ပါတယ်ဒါဆိုရင်ဒီတစ်ပတ်မှာကျွန်တော်ကျွန်တော်၃နှစ်ချိန်ပေါင်းနေတဲ့ဒီလေးကိုနှစ်ချိန်ဒီလေးကိုကျတော့၃နဲ့၃ခွန်း၆ မြောင်ငါအပေါင်းငါပါနော်လေးနဲ့ချိန်ပေါင်းတာက10ဖြစ်ပါတယ်လေး3ချိန်ပေါင်းရှင်းစနစ်ပါနော်3136နင်းနဲ့လေးပေါင်းရှင်းက6 39ပေါင်းတာစနစ်ပါနော်နင်းနဲ့ချိန်လေး3965ငါနဲ့ပေါင်းရင်3ညဒါဆိုရင်ကျွန်တော်7ရက်နေ့ရက်10ပေါ့နော်6နဲ့4ပေါင်းရင်10 6နဲ့2ပေါင်းတာ8ဆိုတဲ့အတွက်ရှင်း ကိုတောင်ညာတိနိထိရှိဆိုပြီးဖြစ်ပါရယ်ခင်ဗျာအဆွေဒီမှာလေချေကိုတောင်ညာတိနိပေါ့နော်အဆွေကျွန်တော်ဒီတစ်ပတ်မှာတူနေတာဖြစ်ပါတယ်ရှေကိုတောင်ညာတိနိထိရှိပဲရမယ်ပေါ့နော်ဤနှမျိုးစလုံးပဲရှေကိုတောင်ညာတိနိဆိုပြီးဖြစ်ပါတယ်သရှင်အပြည့်ခွေကတော့ကျွန်တော်3 3 5 6 9 7ဆိုတဲ့အတွက် ရှစ်ကိုတုံညာတင်းနစ်ဆိုတဲ့အတွက်ရှစ်ကိုတုံညာတင်းနစ်ရှစ်ကိုတုံညာတင်းနစ်ဆိုတော့ကျွန်တော်ခြေရတုံညာရထိတ်စီပေါ့နော်စုံဆိုရင်ကျွန်တော်ခြေတုံညာထိတ်စီခုနက3-9ခွန်ပေါ့နော်ခုနကကျွန်တော်ဒီမှာတော့ခွန်3-9ထိတ်စီရှိတယ်ပေါ့နော်ဆိုတော့ခွန်3-9ကဒီမှာလေးပါပြီးသားပေါ့နော်ခွန်3-9ထိတ်စီဒါဆိုရင်အဲ ဒီစုံလားတုံမာလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်တယ်ပေါ့နော်။အာဒီမှာတော့ချစ်တုံများထိပ်စီပါတယ်39ထိပ်စီလည်းရှိနေတယ်ပေါ့နော်။အဲကြောင့်မို့ဒီနည်းနှမျိုးမှာမရှိတော့မိမိတော့ကျိန်နေတဲ့တဲ့နည်းတခုခုကိုပဲရွေးချယ်လို့ရမယ်ပေါ့နော်။ Okay တကတင်တော့တင်ချနည်းအရာမရှိများလေးလာလို့ရအောင်ပေါ့နော်။ရည်ရွယ်ပြီးတော့ပြန်လည်းများ vision တက်တက်တာဖြစ်ပါတယ်။ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ